ွားကိုခံယူထားပေမဲ့တောင်းကိုတောင်အမေရင်းလိုမဆက်ဆံနိုင်ဖြစ်ခဲ့ရတဲ့အကြောင်းရင်ဖွင့်လာတဲ့ပူဇာဖြူခင်မင်္ဂလာပါပရိသတ်လေးတို့ဒီ channel လေးကနေပြန်လဲလို့ကြိုဆိုလိုက်ပါတယ်ပူဇာဖြူခင်ကအခုချိန်မှာချမ်းသာတဲ့တတိမအကြီးဘွားကိုရောင်းနေပေမဲ့အပြည့်အဝပျော်ရွှင်ခွင့်မရတဲ့အချိန်တွေကိုရောင်းနေခဲ့တာလည်းဖြစ်ပါတယ်ပူဇာပြုခင်ကတော့တချိန်ကပရိသတ်ချစ်ခင်အပေမှုကိုတခဲနဲ့ရရှိထားတဲ့မင်းသမီးတစ်လက်ပါ ပိုးကြပြူခင်းကအောင်မြင်မှုထက်ချမ်းသာမယ်နီလန်းကိုရွေးချယ်ခဲ့တာကြောင့်ပြည်သက်တွေဝေဖန်တာကိုအခုချိန်ထိခံစားနေရတုံးပါပဲ။ကိုရရုပ်ရည်မင်းသမီးဆိုတဲ့ဂုံပုံနဲ့ဆိုရင်ကြိုက်တဲ့တတိယကိုရွေးယူလို့ရတဲ့အနေထားဖြစ်ပေမဲ့ပိုးကြပြူခင်ကရုပ်ဆူဆူမဟုတ်ဆိုးဖို့တယောက်ကိုလက်ထဲယူခဲ့တာလည်းဖြစ်ပါတယ် မိမသေးလို့ပူပူလော်လော်မဟုတ်ဆိုးဖို့ဖြစ်ထားတဲ့ကလေး၃ယောက်အဖြစ်မန်လေးသားတယောက်နဲ့လက်ထက်ခဲ့တာမို့ပရိသတ်တွေကအံ့ဩခဲ့ရသလိုဝေဖန်မှုတွေလည်းပြင်းထန်ခဲ့ရတာလည်းဖြစ်ပါတယ်ဝေဖန်မှုတွေရှိနေပေမဲ့လေပိုးကြဖြူခင်ကတော့သူ့ရဲ့အခြေအနေကိုပြောင်းလဲပေးနိုင်တဲ့မဟုတ်ဆိုဖို့တရားနဲ့လက်ထက်ပြီးကိုပိုင်စိန်ရွှေရတနာဆိုင်ဖွင့်နိုင်ခဲ့သလိုဘဝကိုမတောင်မတာနေနိုင်ခဲ့တာမို့အလုံးကပြန်ပြီးအားကျနေရတဲ့အဖြစ်ပါပဲ။ ပိုးကြပြုခင်းကအိမ်တော်ကြမိမဲ့အိမ်မိုးကိစ္စလုံးစရာမလို့အိမ်တော်မှုထိမ့်သိမ့်စရာမလို့ပဲခရီးတွေထွက်ပြီးဘဘကိုပပပပဖျက်တမ်းနေခဲ့ရတာလည်းဖြစ်ပါတယ်။အမျိုးသားဖြစ်သူကပါလာတဲ့ကလေး၃ယောက်အပြင်သူမွေးထားတဲ့သားတစ်ယောက်ရှိပေမဲ့ကလေးတွေကိုလက်ကြည့်စရာမလို့ပဲနှစ်ယောက်သားကဘာကိုဖန်တီးနေခဲ့တာမို့အားကြတဲ့ပရိသတ်တွေလည်းရှိသလိုမွေးထားတဲ့ကလေးကိုယ်တော့ပြစ်ထားတယ်ဆိုပြီးမဆိုင်ကြတဲ့ပရိသတ်တွေကလည်းအများကြီးပါပဲ။ ပိုးကြပြူခင်ကသားဖြစ်သူစိတ်ဥဥမွေပြီးကလေးကကလေးနာသိမ့်မကတ်တာအားလုံးအမြင်ပါပဲ။ကလေးကိုမိခင်တို့တိုက်တာမမြင်သလိုသားနဲ့လည်းအတူတူမအိပ်ပဲတယောစင်နေတဲ့ပုံစံမျိုးဖြစ်နေတာမို့ပရိသတ်တချို့ကဘဝင်မကြဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။ပူဇာပြုခင်ကတော့သူတို့မိသားစုအကြောင်းကိုဝေဖန်နေကြပေမဲ့တော်ယုံမတုံ့ပြန်ခဲ့ပါဘူး။ ကလေးတွေနဲ့ပတ်သက်ရင်မိထွေမလို့ဆိုပြီးပြောဆိုရာတွေကိုသားတော်ကိုဖြစ်ထားတယ်ဆိုတဲ့စကားသံတွေထွက်နေပြီးမယ်ဖြေရှင်းချက်ပေးခဲ့တဲ့ပိုးစာဖြူခင်ကတော့အခုချိန်မှာပေါက်ကွဲတန်စင်တွေထွက်လာခဲ့ပါပြီတော်ယုံအိမ်တွင်းရေးသိမ့်မပြောတတဲ့ပိုးစာဖြူခင်ကတော့သားဖြစ်သူနှစ်ဖူးပေါက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးဒေါသတွေနင်းကန်ထွက်ပြီးထုတ်ပြောလာခဲ့တာလည်းဖြစ်ပါတယ် တာဖြစ်သူကအရင်ဆိုရင်ဒဏ်ရာဒဏ်ချက်မရှိအောင်ကြီးရှုတဲ့ကလေးထင်းတွေရှိပြီမဲ့ကလေးထင်းပြောင်းလိုက်တဲ့တရက်အတွင်းမှာတာဖြစ်သူနှစ်ဖူးပေါက်သွားတာမို့ဒေါ်လာထွက်ခဲ့ရပါတယ်။ကလေးထင်းကစိန်ဦးနှစ်ဖူးပေါက်တာကိုမပြောဘဲတကားလို့ချပီးတဏီကုံဒီနေခဲ့တာကြောင့်သူ့အနေနဲ့မတီးခဲ့ရသလိုတီးရတဲ့အချိန်မှာလဲကလေးနာမှာမနေပေးနိုင်လို့စိတ်မကောင်းဖြစ်ပြီးပေါက်ခွဲနေခဲ့ရတာလည်းဖြစ်ပါတယ်။ ပိုးကြပြုခင်ကတော့တားဖြစ်သူဒဏ်ရာရတာတော့ယောက်ျားဖြစ်သူနောက်လိုက်နေရလို့ကလေးတော့မနေပေးနိုင်ခဲ့တာကိုသူ့အနေနဲ့ဝမ်းနေနေခဲ့ရတာပေါ့တားဖြစ်သူအခုလို့ဖြစ်တာတော့လင်နာပဲကတ်နေမိရဲသူ့ကိုယ်သူမိခင်ကောင်မဟုတ်ဘူးဆိုပြီးအပြစ်တင်ငိုကြွေးနေမိတယ်လို့ဆိုပါတယ်ပိုးကြပြုခင်ကတော့စိတ်ဦးအပေါ်မိခင်မြတ်တာမပေးနိုင်ခဲ့သလိုမနှွေးထွေးပေးနိုင်ခဲ့တာမို့သူကိုယ်သူအပြစ်တင်ဆုံးမနေခဲ့တာပါ သူ့အနေနဲ့ကလေးမွေးပြီးခရေကကလေးနာမနေနိုင်တော့အခုချိန်ထိပါပဲကလေးမွေးပြီးမိရင်းထဲမှာပိုးဝင်လို့အသက်လူခဲရတာကြောင့်မိခင်တို့မတိုင်နိုင်ခဲ့သလိုကလေးမွေးပြီးဆယ်ရက်မှယောက်ျားကဆေးရုံတက်ကြရမို့ကလေးကိုပြစ်ထားပြီးယောက်ျားနဲ့တွားနေခဲ့ရတာလည်းဖြစ်ပါတယ်ပေါ်ကြဖြူခင်ကတော့အမြဲတမ်းယောက်ျားနာကပ်ပြီးတားကိုဂယူမဆိုင်နိုင်တော့ယောက်ျားဖြစ်သူညဉ့်ညင်းမှာဆိုရကြောင်လေးဖြစ်ပါတယ် လင်ပါကလေး၃ယောက်နဲ့တားဖြစ်သူကိုခွဲခါပြီးချစ်တယ်ဆိုတာမျိုးမရှိအောင်သူအနေနဲ့အကုန်လုံးကိုတန်းတူဆက်ဆန့်ခဲရတာမို့တားနဲ့တညတော်အတူမဲခဲရပါဘူးလို့ဆိုပါတယ်အမျိုးသားဖြစ်သူကတခြားကလေးတွေနဲ့တန်းတူအခန်းခွဲထားရမယ်လို့ဆိုပြီးပြောလာတာမို့မွေးစားကလေးကို အခန်းခွဲပြီးတိတ်ခဲရတာတွေခရီးသွားရင်တော့ထားခဲရတာတွေကိုအခုအချိန်မှပောက်ကွဲပြီးထုတ်ပြောခဲတာလည်းဖြစ်ပါတယ် ပူဇော်မြူခင်ကတော့အခုလိုရီလုံးနေခဲ့တာအမျိုးသားရဲ့ကျေးဇူးသူရှိမှရှိရဲဆိုရဲစိတ်တခုကြောင်းပါအမျိုးသားဖြစ်သူကြောင့်ဆက်ကျက်သာနေရတာဆိုရဲစိတ်နဲ့ကလေးတွေကိုတန်းတူဆက်ဆံပြီးသူ့အလိုကြနေပြီးခဲရပေမဲ့အခုချိန်မှာပောက်ကွဲလာခဲ့တာလည်းဖြစ်ပါတယ်ငွေတစ်ခုကြောင့်ကိုမန်းနဲ့လွယ်မွေးထားတဲ့ကလေးကိုတော့ရရဲ့ချစ်ခွင့်မရှိတဲ့သူ့ဘဝကတော့တနာစရာပါပဲသူ့နေရာမှာတခြားမိခင်တွေဆိုရင်နေနိုင်မှာတော့မဟုတ်လောက်ပါဘူး တရင်ကောနာမပါတဲ့ငွေကြောင်ကလေးကိုပြစ်ထားရတာသူ့အနေနဲ့ဝမ်းနဲ့နေမှာတော့အသေးချာပါပဲနေနိုင်မှာတော့မဟုတ်ဘူးဟုတ်ကဲ့ပါရှင်ဒီတော့ဒီလောက်နဲ့ရနာလိုက်ပြစီရှင်ခုလိုစိတ်မစားစရာကောင်းတဲ့အကြောင်းအရာတွေကိုနင်းစင်တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပြစီရှင်